မင်္ဂလာပါကျွန်တော်တို့ Union Brother ခေါင်းစဉ်ကနေအလွတ်တွားထားတဲ့ငွေရှိပါတယ်အဲ့ဒီငွေကကျွန်တော်အလူမခံထားဘူး Messenger ကနေတောက်လျှောက်သူတို့အတီတရားနဲ့သူတို့ထည့်ဝင်လာကြတယ်ပြည်တွင်းကိုခွဲပြစ်ဖို့ခွဲပြစ်ဖို့ဆိုပြီးထည့်လာကြတယ်အဲ့ဒီထည့်လာတဲ့ငွေအားလုံးကိုကျွန်တော်ကစရင်တစ်ခုရင်းစီရေးထားပါတယ်နော်ကျွန်တော်၃လစာကျွန်တော်ရှင်းတန်းရှင်းဖို့ရှိပါတယ်တအူးချင်းစီကိုကျွန်တော်နာမည်ချရေးထားတယ်ဘယ်လမှာဘဒူဘလောက်ဘဒူဘလောက်အားလုံး ိုယ့်ရဲ့နာမည်စင်းကိုကိုယ်ကိုယ်တိုင်စစ်လို့ရတယ်နာမည်စင်းမပါတော့တခုအကြောင်းအရာရှိလို့ရှိရင်ကျွန်တော်လာပြောပါဒီဟာဒီ၃လအတွင်းမှာလှူထားတဲ့လူကြီးစင်းရင်ကျွန်တော်တရားအရင်ကြည့်လိုက်ပါနော်စင်းရင်လေးကိုကျွန်တော်အသေးစိတ်ရက်ပြတစ်ချက်ကြည့်လိုက်ပါအဲဒါကတော့ဇူလိုင်လ23ရက်ကနေကျွန်တော်တို့ဩဂတ်လ12ရက်နေ့ထိကျွန်တော်တို့အရှိမဇူလိုင်လ12ရက်နေ့ထိကျွန်တော်ရှင်းလင်းထုတ်ပြပါပြီအဲ့တော့ဒီမှာဆိုရင်အဲဒီအဖွဲ့တွေဆိုတော့အားလုံးကရှင်းပြောရင်တော့ဟိုနေ့နေပြီးလူဟောင်းနေပြီးဒီစည်ရင်တွေအားလုံးက တော့တူးကြီးစီနာမည်ကြည့်ပါနော်တကြားလုံးကိုစော်ဦးနဲ့အဖွဲတို့အသွေးတစ္စာအဖွဲတို့ဒါတွေအားလုံးကလူဟောင်းတွေပြဒီမွန်ပြည်နဲ့ကရင်မောင်တို့မှညီမဆိုရင်တောက်လျှောက်လှူတာနော်ဒီဖန်ကရွှေညူကိုများအတင်းဆိုတာလူဟောင်းတွေကြီးပဲနော်ဒီဖွဲဆိုရင်ဓမ္မဓမ္မပါတယ်နော်တလတဲ့နဲ့ဒီမှာ၄တောင်နဲ့844ပြီးရင်อืมဒီဘက်မှာလည်းပါတယ်သူတို့အဖွဲ့ကသူတို့အဖွဲ့က200ပါပါတယ်เนาะ ဒါမှကိုယ့်ရဲ့နံပါတ်ကိုကြည့်ပါဒါပီနန်ဆိုရင်ဒါကအဲဒါမလေးရှားနေလှမ်းထည့်ကြတာเนาะအနာကလင်းအောင်ဖွဲ့တို့ဒါမလေးရှားနေလှမ်းထည့်တဲ့ဟာဒါမှတရားတွေဆိုရင်ကိုယ်ပြစ်ဖြိုးအောင်နဲ့အဲမိတ်ဆွေများဆိုရင်ဒါမဲဆောက်ကပါအဲဒီအားလုံးကလူဟောင်းတွေကြီးပဲအခုဓမ္မထဲတဲ့လူတွေအားလုံးကလုံကောက်မျိုးဆက်တဲ့လူငယ်များဖွဲ့ဆိုကျွန်တော်ယူနီယံမတားစတဲ့ကပါဝင်ကြတာเนาะအဲဒီမှာ ဒီဖွဲ့ဆိုတာအရှိမပါပြီးတော့အခုဒီမှာ6290ဒါတလာလဲနဲ့နှစ်ခါတော့ပါတာပေါ့နော်။ဒါမှကြီးတူးချင်းစီနံပါတ်တွေကိုကြည့်ပါ။တူးချင်းစီနံပါတ်ကိုကြည့်ရမနှင်းစီဒီမှာနော်စီတူဆိုးနဲ့ဒါစီတူဆိုးကအလုံးတိမှာပါတလာကွန်ရနေ။အခုထိဒီမှာ BSC နဲ့မှလည်းပါထားတယ်ဒီဒီမှာပါထားတယ်နော်ဒါအလွတ်လက်လှူတယ်စီတူဆိုးနဲ့နော်အလုံးပေါင်းဩဂတ်လမှာ3 2546ဒါကျွန်တော်ဘယ်မှာမှအလူမခံဘူးနော်သူတို့အတိတရားနဲ့ messenger က လွှဲလာတဲ့ငွေတွေပဲအားလုံးမြင်တဲ့အတိုင်းကျွန်တော်တခုမှဟိုလိုက်တွင်ပြီးတော့အလူခံတယ်ဆိုတာဒီပုံမိုက်ခဲတို့ကိစ္စပဲရှိပါတယ်အခုဒီမှာဒါကတော့ကျွန်တော်တို့အရှိမ73ရက်နေ့ဒီ72ရက်နေ့တက်ထားတော့ကျွန်တော်တို့ဒီစက်တင်ဘာလ72ရက်နေ့အရှိတက်ထားတော့အခု73ရက်ကနေနောက်လ72ရက်နေ့ထိပေါ့နော်ဒါကျွန်တော်ပုံမှန်ဒီ72ရက်ကနေလာနေလာတိုင်း73ရက်ကနေ72ရက်နေ့ထိနော်ဒီမှာဆိုရင်ဒါအမီမရှိဒါအမီမပေးရတော့တောင်းပေါ့နော် တော်တချို့တွေကြတော့နာမည်မပေးဘူးပေါ့နော်နာမည်မပေးတဲ့အတွက်ကျွန်တော်တို့အဲ့လိုမျိုးထည့်ရပါတယ်အဓိကပါတယ်ကျွန်တော်ရှိဝင်လာတဲ့မတိဖန်ကားချွေညီကိုများအဖွဲ့တို့နော်တကြလုံးကိုမှတကြလုံးကိုစော်ဦးနှစ်အဖွဲ့သားများနော်ဒါတွေအားလုံးဟာတူအတီတရားနဲ့တူလွှဲလာကြတဲ့တူတွေကြီးပါပဲနော်အမကြီးလိုက်ပီနန်းနော်ဒါမလေးရှားကအဲ့တော့ခုနမဲ့စင်းရင်တွေကိုတခြားကြည့်ကြပါ ျွန်တော်ရှိဝင်လာတဲ့စရင်းမှန်တဲ့မှာတို့တာမွန်ပြည်နယ်မှာကရင်မောင်နှမပြည်ဖြူအောင်နဲ့မိတ်ဆွေတွေကျွန်တော်ရှိဝင်လာတဲ့စရင်းမှန်တဲ့များကအခုလိုမျိုးနာမည်စရင်းအားလုံးရှိပါတယ်တရားစုတရားပေါ့နော်90စု90ရစပြီးတောက်လျှောက်အကုန်ရှိရပါတယ်နော်ဒါမှမရအမည်မရှိတွေပါတယ်အမည်မရှိတွေပါတယ်ဒီလမှာတော်တော်နော်မကြည့်လိုက်ပါအလုံးပေါင်းက8385 ။ဒါ၃လစာကိုကျွန်တော်ပြနေတာပေါ့နော်။ဒီမှာနောက်ထပ်အာကဒါဩဂတ်စ်လ7ရက်ကနေစက်တင်ဘာလ12ရက်နေ့ထိဖြစ်ပါတယ်။ဒီမှာကောင်လူဟောင်းနေကြီးပဲကြာဒီမှာလူတက်ဆိုနဲတယ်နော်။ဒါကတော့ကျွန်တော်တို့ဟိုနကောပထုံဘောလုံးဖွင့်မှာထည့်လိုက်တဲ့နှစ်ယောက်နာမည်မပေးတဲ့အတွက်မဖန်ကားရွှေညူကိုများအဖွဲတို့ဒါတွေအားလုံးကလူဟောင်းတွေကြီးပဲเนาะပီနန်တငယ်ချင်းများဒါမလေးရှားအဖွဲတွေ အမလီအမတော်နယ်ဆိုးဆိုလာစင်လာတိုင်းတထောင်တထောင်အချားပွဲတွေရှိတယ်တောက်လျှောက်ထဲ့တာလားဒါမှမိုက်အမအမီမရှိ2000ပါတယ်နော်ဒီလမှာအမီမရှိတွေတော်တော်ပါပါတယ်အမတလာကွတ်မှစီတူဇိုးနဲ့တငယ်ချင်းများ1200ရှေ့မှာလည်းတွေ့တယ်နော်ဒါကတော့ဓမ္မဘက်တော်သားများစစ်တနီမျိုးဩစတီးယားလမ်းထဲ့တာပါနော် ဒါမှအဲ့တော့တဦးချင်းစီနာမည်ကိုစစ်ပြာเนาะဒါမှဟိုခင်ဗျားကျွန်တော်ပြောတဲ့စက်ရုံအဖွဲ့ဟုတ်ကဲ့ဒါမှကိုအောင်တိန် USA เนาะဒီမှာလည်းရှိတယ် USA ရဲ့အဖွဲ့အင်းဒီအားဆိုရင်ကိုအောင်တိန်လို့ဒီမှာ USA ဒီကိုအောင်ကျော်မင်းမပန်းမိသားစုဟာသူတို့ကိုယ်တိုင်လည်းလှဆင်လှူတယ်အမေရိကကနေအ ਨੇ စုံတလောက်ဘတ်ငွေ3000ကျော်လှူတယ်သူများလှူတဲ့ငွေကိုလည်းသူတို့က အဲဟိုလွှဲကသူတို့စိုက်ပြီးတော့ဟိုသူတို့လှူပေးတာเนาะအဲ့ကိုအောင်တင်းဆိုတဲ့တောက်လျှောက်လန့်စင်လှူတာပေါ့နော်ဒီမှာရှေ့လာမှာလည်းပါခဲ့တယ်အခုကျွန်တော်ပြခဲ့တာတော့တလအဲဇူလိုင်လ23ရက်ကနေဩဂတ်လ12ရက်နေ့ထိဩဂတ်လ12ရက်ကဩလက12 23ရက်ကနေစက်တင်ဘာလ12ရက်နေ့ထိစက်တင်ဘာလ23ရက်ကနေအောက်တိုဘာလ12ရက်နေ့ထိ ကျွန်တော်တို့၃လစာရှင်းသန်းထုတ်ဖို့ကြံနေတာကိုကျွန်တော်တခါလေးပေါင်းထုတ်ပေးတာဖြစ်ပါတယ်အဲ့ဒါတဦးတယောက်ချင်းစီတိုင်းထည့်ဝင်ထားတဲ့ငွေပါဒါကတော့စရင်ပေါင်းချုပ်เนาะဒါကတော့ပြန်လဲချပေးတဲ့ပြန်ချပေးတဲ့စရင်ကျွန်တော်အရင်ပြပါမယ်၂025ခုနှစ်ဇူလိုင်လ23ရက်ကနေအော်တိုဘန်12ရက်ထိပြည်သူတို့ပြန်လဲထောက်ပံ့ငွေစရင်နော်ဒီမှာဒါကတော့ကျွန်တော်ပြန်လဲအတုံးပြူထားတဲ့ငွေစည်ရင်းပဲဖြစ်ပါတယ်အားလုံးပေါင်း39,550 ။ဒီကတော့ကျွန်တော်စရင်ပေါင်းချုပ်ွယ်ဖြစ်ပါတယ်။ဩဂတ်လကောက်ခံရရှိငွေ3,846ဘတ်၊စက်တင်ဘာ11,924အောက်တိုဘာကောက်ခံရရှိငွေ13,985၊၃လပေါင်းကောက်ခံရရှိငွေ2,936,55ရခင်လာကျန်တာပထမအဲကျန်ငွေက3,5266စုစုပေါင်းကောက်ခံရရှိငွေ3,28920ဘတ်ကျွန်တော်ပြန်လဲအသုံးပြုတဲ့ငွေက3,9250ကျွန်တော်3,6 1380တပတ်ကြံငွေဒီကြံငွေကကျွန်တော်စရင်းတည်းပဲကိန်းကနမ်းပဲကြံတာငွေကတော့ကျွန်တော်လက်ထဲမှာမရှိတော့ကျွန်တော်အတုံးပြူထားပြီအဲ့တော့အားလုံးတွေ့မှာပါအဲ့တော့ဒီစင်းเนี่ยမပါလို့တခုခုအကြောင်းအရာရှိရင်ကျွန်တော်လာပြောပါဒါတဦးချင်းစီမှတ်ထားတဲ့စရင်းเนาะအဲ့တော့ဘောမတွေအမြဲပြောနေပြီဟမ်ထောက်ဖို့တွေကဘာဖြစ်လဲကျွန်တော်လာခိုးပြန်လာခိုးပြန်တကယ်လူပြအခုတည်းမှာเนาะမဖေဖေချစ်တဲ့ဒါ1800အဲ့1800ကျွန်တော်တုံးလိုက်တာအဲ့ထဲမှာနာမည်စရင်းကျွန်တော်ဘယ်လိုထည့်တော့ ဟမ်တုံးလက်ခိုးပြလာကျွန်တော်လက်ခိုးပြတမ်းပါအဲ့တော့ကျွန်တော်လှုပ်ထားတဲ့ဒီစရင်ကဲနေလို့ကျွန်တော်အခုချိန်ထိရက်တည်လို့ရတယ်ဒီချင်းသားတွေကျွန်တော်မထုတ်ရင်လာကျွန်တော်နီလန်းပေါင်းစုံနဲ့တိုက်ခိုက်အဲ့တော့ကျွန်တော်တို့ဟိုကြောက်နေရအခုဟာလေကျွန်တော်တို့ထောက်ကျွန်တော်ကျွန်တော်ပေါ့နော်အဓိကကြောက်နေရဟိုဘက်ချမ်းအောင်မကြောက်ပါဘူးကိုဘက်ကလူဆိုတဲ့ဟာတွေကြောက်နေရသိလားထောက်ဖို့ဆိုရင်အဲ့ဒီအဝတ်စားစားတက်တက်မဝင်နဲ့စိုင်ကောင်းကောင်းမှထိုင်မစားမိနေတဲ့ ဟမ်ကားကောင်းကောင်းတက်မစည်းမိစေနဲ့သူများကားလေကိုကနားမလဲဘူးနော်ဆိုင်ကောင်းကောင်းတွားထိုင်နေသူများဝယ်ကြည့်လိုက်ကိုကိုပစံနဲ့ဝယ်ဆိုင်သူတို့နားမလဲဘူးနော်အဲ့ဒါလို့နေထောက်ဖို့ဆိုစုပ်ပြက်နေမှငတ်ပြက်နေမှဒါမှသူတို့ကထောက်ဖို့လို့တတ်မှတ်ပေးမှရှင်းချင်းပြောရရင်တော့ပါဇက်ပေါက်မျိုးစုံကြားထဲမှာကျွန်တော်ရက်တိရဖြစ်တဲ့အတွက်တခါကျရင်စိတ်သက်ကြဒါပေမဲ့လို့ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုအပြည့်ရှိတယ်ကျွန်တော်လှုပ်ထားတဲ့အလုပ်ကအဲ့လိုစနစ်တကျတိတိကျကျလှုပ်ထားတယ်ဒါက Union Brother အဲ့တော့ Union Brother ဆိုတာရှင်းချင်းပြောရရင်တော့ဟိုကျွန်တော်တို့ PSD ကိုစတင်တည်ထောင်တဲ့ Union Brother ကိုကျွန်တော်လုံးဝလက်မခံတော့တဲ့ပုံစံမျိုးဖြစ်နေတယ် Union Brother ခေါင်းစဉ်ကျွန်တော်အလူလိုက်မခံတော့ဘူးဘာဖြစ်လို့လဲ PSD network ဆိုတာတလား200နဲ့ထိုင်းမှာရှိတဲ့လူတွေတောက်လျှောက်သွားတယ်အဲ့တော့ PSD network ငွေကြတော့ကျွန်တော်တွားကင်လို့မရဘူးငွေလဲလက်ခံဝင်မရှိဘူးကျွန်တော်မှာစရင်းနဲ့ကင်ခွင့်မရှိဘူးရုံးပွက်နဲ့ဒါလိုက်သွားတာဘန်ကအစသူတို့ရုံးပွက်ကင်ထားတယ်ကျွန်တော်ကကောင်းကြီးစိုးကြီးကိုတောင်းဝင်ခံထားတာဒီဟာရဲ့လုံခြုံရေးကစပြီးတော့ဖြစ်ပေါ်လာတဲ့ကိစ္စဝါဝါကျွန်တော်ခေါင်းခံတယ် လိုအပ်ရင်ကျွန်တော်စိုက်အဲ့ဒီလိုတွားထားတာ PSV ကြတော့ဘာဖြစ်လို့လဲဆယ်လီရှိမှထောက်ပို့လို့ရတယ်ဆိုတော့စနစ်ကိုကျွန်တော်မလိုချင်လို့ PSV network ကိုတည်ထောင်ထားတာအဲ့တော့ PSV network ပုံမှန်စီးစင်းနေပြီဖြစ်တဲ့အတွက်ကျွန်တော် online ပေါ်မှာအလုပ်လုပ်နေတယ်အနောက်မှာစီးစင်းနေတယ်ကျွန်တော်ဒါကိုပြောတာအဲ့တော့ဒါ Union Brothers ဆိုတာကတော့ကိုအတိတရားနဲ့ကိုကျွေးကြတော့ PSV မှာနဲ့ထည့်တယ် PSV မှာကျတော့တလောင်း200ပဲထည့်ခွင့်ရှိတယ်200ပို့ထည့်ခွင့်မရှိဘူးလက်မခံပေးဘူးဒါပုံရင်းလေးပြောစနစ်နဲ့တွားတာ အပေါ်ထည့်ခြင်းနဲ့900ထည့်ခြင်းနဲ့1000ထည့်ခြင်းနဲ့ဖြိုကျ100ပဲထည့်ခြင်းနဲ့ဆိုရင်ဒီ Union Brother ကောင်းစင်အောက်ကနေလက်ခံပေးတယ်အဲ့တော့ဒီလူတွေအားလုံးကိုကျွန်တော်ထည့်ပါထည့်ပါလို့ဘဒုကောမှတွားပြောတာမဟုတ်ဘူးတို့အတိတရားနဲ့တို့ထည့်ဝင်လာကြတဲ့လူကြီးစည်ရင်ပါအဲ့တော့ဒီစည်ရင်လေးတွေကိုမှတ်ထားပါဒါဟာတိုင်းပြည်အတွက်ဘလောက်အတိတရားရှိတယ်ဆိုတဲ့တန်ဖိုးရှိတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့နာမည်တွေပါအဲ့တော့အဂရင်းနဲ့ပတ်သက်လို့လည်းခုနကပြောလို့ဖိုးပြန်ကျွန်တော်ဘယ်လိုခိုးမလဲ ဒါကြောင့်မို့လို့ဘောမတွေကြိုက်တော့လာပြောကျွန်တော်စောက်ကူးမဆိုင်တာအဲ့လိုကျွန်တော်အလုံးလုံးထားလို့အဲ့တော့ဒီရှင်းနဲ့ငဝန်းဆိုရှင်းနဲ့တလားတစ်ခါကျွန်တော်ထုတ်ပေးတယ်အခုဒီလနေမှာလုံးဝအလုပ်တွေရှုပ်တော့လေဒါ၃လထပ်သွားတာအဲ့တော့နောက်ပိုင်းတွေလည်းတလားတစ်ခါဖြစ်အောင်ထုတ်ဘာဖြစ်လို့ဆိုတော့၃လထပ်သွားတဲ့အတွက်ဘာစိုးကျိုးဖြစ်တယ်ဆိုတော့တချို့တလေအဖွဲတွေကိုစီရေးပါရော့အင်းကောက်ချထားရတယ်လူရင်းပါတယ်ဆိုပြီးတော့မမှတ်ထားမိဘူးမမှတ်ထားမိဘူးမမှတ်ထားမိတော့နောင်ကြတော့မေ့ရောအခုတော့မှကျွန်တော်ပြန်ရှာရတဲ့အဖွဲမနေဘူး မေနဲ့မေရောရှင်းတန်းထုတ်ရင်ကဓမ္မကျွန်တော်မှတ်မိတဲ့အဖွဲ့ကိုပဲချပြရတာလေကျွန်တော်မမှတ်မိတဲ့အဖွဲ့ကျွန်တော်တို့နှစ်ပေါင်းချမယ်သုံးပေါင်းချမယ်ဒီထဲမှာမှကျွန်တော်နာမည်မပြနိုင်ကျွန်တော်စိုက်အဲ့တော့ကျွန်တော် YouTube ကပတ်စံရတဲ့ဟာဒီအဲ့လိုပြန်လဲနေတာဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျင်တဲ့ကျွန်တော်လုပ်တဲ့အလုပ်ပေါ်မှာတော်လန်ရေးစတဲ့ကနေဒီနေ့အချိန်ထိကျွန်တော်ကိုကျွန်တော်လက်မထောင်နိုင်အောင်ကျွန်တော်နေတယ်ဘာဖြစ်လို့လဲအဲ့ဒီစနစ်နဲ့ချုပ်လာလို့ ဒီစနစ်မရှိရင်အခုလောက်ဆိုရင်တို့ဆွဆွဲတို့ကျွန်တော်လည်းတခိုးဖြစ်ရင်ဖြစ်နေလောက်ဟုတ်တယ်ဘာလို့ဆိုလူဆိုတာအခုတချို့တလေထောက်ဖို့တွေကိုကျိုးရှာဝါးဘာညာတို့လည်းကိုကျိုးရှာမယ်ဆိုတဲ့စိတ်နဲ့ထောက်ဖို့စလုပ်လာမဟုတ်ဘူးဒါပေမဲ့လုံရင်းလုံရင်းငွေကိုအလွယ်တုံးရင်းတုံးရင်းနဲ့ဒီလိုမျိုးစနစ်နဲ့ရှင်းမ်းမထုတ်ရတော့ဘာဖြစ်လဲဘလူးမစစ်မဲ့လူမရှိဘူးဆိုပြီးတော့ကိုကျိုးရှာပြီးတယ်အဲ့ဒီကစပြီးတော့ကိုပြက်တနာကိုယ့်ကိုပြန်ပတ်ပြီးကိုယ့်ကိုနာမည်ပြက်ကကျွန်တော်ဒါကြောင့်မလို့ဒီစနစ်ကိုတေချာလုပ်ထားတယ်နော်စိုက်နိုင်စိုက် မဆိုင်နိုင်ရင်မလုံနဲ့ဒါကြောင့်မလို့လာလောက်ပါအခုကျွန်တော်လုံနေတဲ့အလုံငါ့ PSC တို့တောင်းဝင်ခံထားရတယ်အားလုံးတိတဲ့အတိုင်းအတိုက်ခိုက်မျိုးစုံကြမှာနော် PSC တို့စနစ်တကျလုံထားတာအဲ့ဒါကိုတောင်းဝင်ခံရတယ်ဘာဖို့လာပြန်ရော့အင့်သွားအဲ့ဒီကုံကြစိတ်ကို PSC ရဲ့ကုံကြစိတ်ကို PSC ရုံးကုန်စိတ်မပိ့ကိုစီဆိုင် Union Brother ကုံကြစိတ်စိတ်မမမိကိုစီဆိုင်ပေးရဆိုင်တဲ့အဲ့ဒီ YouTube ကရတဲ့ငွေကကျွန်တော်အဲ့လိုတို့ရတာเนาะအဲ့တော့ ကိုထောက်ဖို့တွေကိုကျိုးရှာလို့ရတယ်စီးပွားဖြစ်တယ်ဆိုလာလောက်ပါဘေးဖယ်ပေးဖို့အစင်နစ်မဲ့ဘေးဖယ်ပေးဖို့တွေမဟုတ်ဘူးတပည့်တော်ပြန်ခံပေးမယ်အဲ့ဒါမှမဲ့အခုကျွန်တော်လှုပ်ထားသလိုစနစ်တကျလုံနိုင်ရမယ်ဒါတော့အမခံရမယ်နော်ဒါကြောင့်မို့ဘောမိုက်ကြိုက်တဲ့လောက်တိုက်သူတို့များများတိုက်ခိုက်ရင်ကျွန်တော်တဘောကြတယ်ဘာဖြစ်လို့လဲကျွန်တော်တို့တို့တိုက်ခိုက်နေပြီဆိုတဲ့ကကျွန်တော်လှုပ်ရက်ကသူတို့အတွက်ထိရောက်နေလို့ဟုတ်တယ်မလားကျွန်တော်မထိရောက်အဲ့ကောင်လေးလာတိုက်ခိုက်မှာမတိုက်ခိုက်ပါဘူးရှင်းနေတယ်အဲ့တော့ပို့ပြီးထိရောက်ထက်လို့မယ်အဲ့တော့ ဒါဒီလကဒါဟိုကျွန်တော်၃လစာအခု၇လပိုင်းအတွက်ရှင်းနှန်းထပ်ထုတ်ကြမှာမလား၇လပိုင်းအတွက်ရှင်းနှန်းထုတ်ပြီးွားရင်၇လပိုင်းနဲ့တလပိုင်းစာအဲ့ဒီ၇လမှာကျွန်တော်တို့၆မြို့နယ်အတွက်ကမ်ပိန်း၃တပေါင်းလောက်ထားတယ်ကြောက်စရာစာအုပ်ဆုံးတဲတော့၃တောင်ဆိုပြီးတဲတာတဲတော့အခုဒီညအစည်းအဝေးလုပ်တော့လေးလေးတက်ကနော်ဘာပြောလဲဆိုတော့ ။ तू ဟောပြောပြီး तू ကိုယ်တိုင်က2500ရောင်းရှာမယ်ဆိုပြီးအာမတ်ခံသွားတယ်။ तू ကိုယ်တိုင်2500ရောင်းအာမတ်ခံသွားတယ်။ဒီလေးဝေယံက तू ကလည်း1000ရောင်းအာမတ်ခံလို့ဆိုဒီချောင်းမျိုးနယ်ဆိုတာကလက်ရှိအဲ့ဘေးနားမှာရေနံချက်ဆက်ရုပ်ကြီးကနေဒီရေနံတွေထုတ်ပြီးတော့အမေရိကန်ဒေါ်လာတန်းနဲ့ချီရပြီးတော့ဒီအတန်းဖက်ကောင်တွေကပြည်သူကိုတက်ဖြတ်ပြီးတော့ဝင်ငွေရနေတဲ့နေရာကြီးအဲ့ဒီ data မှာရှိတဲ့အရာမှာလိုအပ်တဲ့အရာတွေဖြည့်ဆည်းဖို့ဒါဆိုသဘောပေါက်မထင်နဲ့ကျွန်တော်အသေးစိတ်မပြောပြဘူးအဲ့ဒီအတွက် ကျွန်တော်ကသူတို့တောင်2000လေး2500လေး2500လေးအာမခံတော့ကျွန်တော်က900လောက်300လောက်သွားလုပ်လို့မရဘူးကျွန်တော်3000အာမခံလိုက်ကြတယ်အဲ့တော့ဒီ12လပိုင်းမှာကျွန်တော်ပတ်စံ3000ရအောင်ရှားမယ်နော်ကျွန်တော်ဘလူးအားကိုးနဲ့မိုက်တာလေဆိုတော့ပြည်သူအားကိုးနဲ့မိုက်တာဒါကြောင့်မလို့ဒီလက်ထဲ့တဲ့ငွေကိုကျွန်တော်တို့အညာကိုဖို့ပါမယ်အညာအားကောင်းဖို့လိုပါတယ်သဘောပေါက်တယ်မလားကျွန်တော်တို့အညာကိုအားကောင်းအောင်တည်ဆောက်မယ် အညာအားကောင်းမှတာလေဒီတော်လိုင်းရဲ့အဆုံးဖြတ်ကိုလုပ်လို့ရတော့နော်ဘာဖြစ်ဆိုလက်နက်ကင်ပြီးတော့နေမြေရှာပြီးစီးပွားရှာတဲ့အောက်တန်းစားတွေကျွန်တော်တိုင်းပြည်မှာရှိတယ်ဒါပုံဝင်လေးလေးပြောတာအဲ့တော့အညာအားကောင်းမှတာလေကျွန်တော်တို့တော်လိုင်းရေးခက်မြန်မြန်ပွဲပြက်မယ်အဲ့ဒီအတွက်ဒီ၆မြို့နယ်ဟာလေတကားမှကမ်ပိန်းလည်းမရှိဘူးဒီ၆မြို့နယ်မှာလုတ်ပေးမဲ့အဖွဲ့ကလည်းဟိုရက်ကောင်ကစစ်တပ်က223နှစ်အမိတ်ချလိုက်တဲ့ညီလေးမိုးညိုရဲ့အဖွဲ့ပါ သူတို့အဖွဲ့ကိုကျွန်တော်တို့လိုအပ်တဲ့ဟာတွေလုပ်ပေးဖို့အတွက်အားလုံးပေါင်းသိန်းသပေါင်းကမ်ပိန်းကိုမကြာခင်ကျွန်တော်တို့ကမ်ပိန်းဖွင့်ပွဲကနေကြီးညာပေးပါမယ်။အဲ့ဒီကမ်ပိန်းမှာနော်ကျွန်တော်ကတထောင်သိန်းတထောင်ရအောင်ရှာမယ်အမတ်ခံပေးထားတယ်။ညီလေးဝေရန်ကသိန်းတထောင်ရအောင်အမတ်ခံပေးထားတယ်။လေးလေးတက်ကသိန်း2500ရအောင်ရှာမယ်လို့အမတ်ခံပေးထားကြပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီ တလအတွင်းမှာရတဲ့ငွေကိုတော့အခုလိုမျိုးအဖွဲဆုံးကိုကျွန်တော်မသွားဘူးဒီလလေးတလကိုတော့ကျွန်တော်ခွင့်ပြုပေးပါဘာဖြစ်လို့ဆိုတော့ PSD ရငွေကိုကျွန်တော်သွားကြိုင်လို့မရအောင်เนาะအဲ့ PSD ရငွေကိုကျွန်တော်သွားကြိုင်လို့မရတယ် PSD တော့ပုံမှန်အတွက်တို့တိုင်းနဲ့ပြည်နဲ့အနှံ့အောင်တွားနေမှာဖြစ်တဲ့အတွက်ဒီ Union Brand ကောင်းစင်ကနေအလွတ်ကနေကျွန်တော်တိန်းတထောင်ရအောင်ရှာမယ်ရတဲ့ငွေကိုအဲ့လိုဝင်ရပါမယ်ဒါကြောင့်မလို့ PSD member ဝင်တွေကိုလည်းလစဉ်ထက်နေတဲ့ပြင်ဒီလလေးမှာကျွန်တော်တီးတဲ့အလူထက်ခံပါအောင်မယ်ဒီဟာအတွက်เนาะအဲ့တော့နောက်ပိုင်းဒီမှာကျွန်တော်လိုက်လွှင့်မယ်အကယ်၍ကျွန်တော်မှာ တော်လံမိဘတွေလှူထားတဲ့ရွှေတယ်လေးတွေရှိသေးတယ်အကယ်၍ဒီမှာကျွန်တော်အလွတ်အလူခံလို့လိုအပ်မယ်ဆိုလို့ရှိရင်အဲ့ဒီရွှေတယ်တွေကိုလည်းကျွန်တော်ထုခွဲပြီးတော့လေလံတဘောမျိုးလုပ်ပြီးလုပ်ပါမယ်အမှန်တကယ်တော့ဒီရွှေတယ်ကိုကျွန်တော်မထုခွဲရှင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးရွှေတယ်တောင်ချုပ်ပြီးတော့လှူတယ်ဆိုတော့ဟာဝင်းနေတယ်ကျွန်တော်မခံစားနိုင်ဘူးအဲ့ဒီပစ္စည်းလက်ခံတော့ဟာအိုးအော်ငါတို့ပြည်သူတွေဒီလောက်တောင်အောင်မြင်ခြင်းနဲ့ဒီအာနာရှင်ကိုဒီလောက်ညှို့မုန်းကြတယ်ဒါတွေကိုတိတိကျကျကျွန်တော်တိမ့်ပေးထားတယ်ဘာလို့လဲ တိုင်းပြည်ပြန်လဲတည်ဆောက်ရေးဖြစ်ဖြစ်ပညာရေးအပိုင်းတွေဖြစ်ဖြစ်ကျွန်တော်တိုင်းပြည်အတွက်ထည့်ပေးခြင်းလို့ဒါပေမဲ့အခုတိန်းတထောင်အာမခံမိတဲ့ဟာမလောက်ရင်တော့ကျွန်တော်ဒါလေးတွေကိုထုခွဲပြီးတော့လေလံပုံစံမျိုးလုပ်ရပါမယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့အခု12လပိုင်းကစပြီးတော့ဒီကျွန်တော်အာမခံထားတဲ့တိန်းတထောင်တထောင်မှာနိုင်တဲ့နေရာကပါဝင်ပေးကြပါဝင်လာတဲ့တူတွေအားလုံးကိုလည်းစိတ်တိုင်းကြအောင်အခုလိုစနစ်တကျကျွန်တော်စီမံခန့်ခွဲပေးပါငွေနဲ့ပတ်သက်လို့ကျွန်တော်တွေ့ရနေရလူမခံပါဘူးเนาะ ကျွန်တော်ရဲ့ aiming ကို favor အကောက်ကတခုတည်းပဲကျွန်တော်လက်ခံတယ်။ TikTok လိုက်လွင့်နေကျွန်တော်မချောင်အေဟိုရက်ကဒီဘုံမိုက်ခဲတို့အတွက်နိုင်ချိန်တတ်မှတ်ပြီးလိုက်လွင့်ပြီးအလူခံတဲ့ဟာမျိုးတော့ရှိတယ်။နော်အဲ့ချိန်ပြီးကျွန်တော်ဘယ်တော့မှအချမ်းနေရာတွေဘန်ဘလောက်တောင်းတော့ကျွန်တော်မချပေးဘူး။လိုချင်ရင်ကျွန်တော်ရဲ့ Facebook Messenger aiming ကိုကိုစီဆိုတဲ့ Facebook ကအနောက်မှာ blue map ရှိတယ်။အပြာရောင်ဝင်ထဲမှာပြူအောင်အမှန်ချစ်ကလေး။တချို့တလေကြာ blue map ကိုမတည်ဘူး။အဲ့ဒီ blue map ဟာ Facebook ကနေတရေဝင်အကောက်ပေါ်မှာပေးတာ။ အဲ့ဒီဘလူးမတ်လေးကိုမှတ်ထားပါကျွန်တော်အဲ့ဒီဘလူးမတ်ပါတဲ့အကောင့်တစ်ခုကပဲကျွန်တော်ရှိကိုဝင်လာတဲ့ငွေစရင်းကိုကျွန်တော်လက်ခံပါဘာဖြစ်လို့လဲစရင်းပြောင်းအင်းပြောင်းလုံးဝမရှိစရာဘူးကိုစီစီဝင်လာတဲ့ငွေအားလုံးကအမည်မရှိဆိုလည်းအမည်မရှိရှိနေရမယ်ဘာဖြစ်လို့လဲခွေးဟောင်းတာမခံကျင်လို့ဒါကျွန်တော်ပြုတ်ရင်လေဒါကြောင့်မတို့ချွေကြအကိုစီကိုယုံတဲ့ယုံမလောက်ပါနဲ့တခိုးတယုံမကန်းနဲ့เนาะကျွန်တော်တခိုးဖြစ်အောင်မလုပ်နဲ့စနစ်တကျဖြစ်နေရမယ်ကျွန်တော်တို့ကျွန်တော်တို့ တွားနေတဲ့အရာအလုံးဝင်လာတဲ့ငွေအလုံးကလည်းတဦးချင်းစီအခုလိုမျိုးစရင်ရှိရတာနော်ထွက်သွားတဲ့ငွေရလည်းစရင်ရှိရအဲ့ဒီစရင်မကိုက်နိုင်စရင်ကိုက်နေကောင်စိုက်အဲ့လိုစရင်မပြဘူးဆိုရင်အလူမခံနဲ့ရှင်းရှင်းလေးကျွန်တော်လူခံတဲ့ပြည်သူကြီးကအများကြီးကအလူခံတာဖြစ်တဲ့အတွက်ကျွန်တော်ရတဲ့ငွေကျွန်တော်ပြန်ပို့တဲ့ငွေကျွန်တော်ရှင်းတဲ့ထုတ်ကိုထုတ်ပါမယ်ဒါကျွန်တော်ရဲ့ခံယူချက်ကိုပြောတာနော်အဲ့တော့အဲ့ဒီအပေါ်မှာလည်းပြည်သူတွေအနေနဲ့စိတ်ကျဉ်းတတ်မှုရှိအောင်ကျွန်တော်ကြိုးစားပါမယ်เนาะအဲ့တော့ ကျွန်တော်တခါမှ online စာရေးရအခုချိန်ထိတစ်ဖွဲ့တည်းအဲ့လို3000အာမခံပြီးကျွန်တော်ဘယ်သူမှမပေးဘူးမျှပြီးတော့ပဲကျွန်တော်သွားတာအနည်းဆုံး30 20 40 50 50ပေါ့နော်အရေးကြီးကြီးသလိုအဲဘတ်ငွေ2000ခွဲတော့ကျွန်တော်ချဘူးတယ်တစ်ဖွဲ့တည်းနဲ့ပေါ့ကြာပါပြီဟဲ့လားအဲအဲ့လောက်ပဲချဘူးတယ်အခုဟာကျတော့ကျွန်တော်3000တောင်အာမခံရတာလောလောဆယ်ဒီကာလအားလုံးတည်တဲ့အတိုင်းဒီကာလမှာကျွန်တော်3000အာမခံပေးထားပါတယ်အဲ့တော့အဲကမ်ပိန်းဖွင့်ရက်က 17လပိုင်းဒီဇင်ဘာ9ရက်နေ့မှာဖွင့်ပါမယ်အဲ့တော့ကမ်ပိန်းမဖွင့်ခင်တည်းကကျွန်တော်အကျိုးသတင်းကောင်းလေးပါထားတာပါအဲ့တော့ဒီရှင်းတန်းမှာဒီရှင်းတန်းနဲ့ပတ်သက်လို့တခုခုမှားယွင်းမှုတွေရှိတယ်ပြောစရာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Messenger ကို Facebook ဖြစ်ဖြစ် Messenger Facebook Messenger ကနေဆက်သွယ်ပြီးတော့လာရောက်ပြောနိုင်ပါလေတော်နိုင်ရင်းနဲ့ပတ်သက်လို့အားမနာပါနဲ့နော်အာကိုစီကတော့ဝင်နေဖြစ်ပါလေမလို့ကိုစီဘယ်လောက်လုပ်လို့ကျွန်တော်ဘယ်သူမှရိုက်ပြီးခိုင်းတာမဟုတ်ကျွန်တော်စိတ်သက်နဲ့ကျွန်တော်လုပ်တာ အဲ့တော့ကျွန်တော်လုတ်ချင်တိုင်းလုတ်ခွင့်မရှိဘူး။မှန်အောင်မလုတ်ခွင့်ရှိရဘူး။ဒါကြောင့်မလို့တော်လိုင်းနဲ့ပတ်သက်လို့အာမနာနဲ့ပြောเสียရရှိရင်ပြက်ပြက်တသားပြောဝင်းညံเสียရရှိရင်ထိထိမိမိဝင်းညံ။ဒါလေးကိုကျွန်တော်လိုချင်ပါတယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုလည်းနိုင်ငံတကာမှာရောက်ရှိနေတဲ့ကျွန်တော်တို့တော်လှန်ပြီးပါပြည်သူတွေအားလုံးတွေ့မယ်ဆိုရင်ပိုကောင်းပါတယ်နော်။ဒါကြောင့်မလို့နိုင်တဲ့နေရာကပါဝင်ပေးပါလို့မေတ္တာရက်ခံပါတယ်။ကျွန်တော်တို့တွေစိတ်သက်သာနေလို့မရဘူး။တို့လျှောက်ခဲ့ဘူးပါဘီ။အာဘာဖြစ်တာမလို့ဘူး။ ျွန်တော်တို့ဒီနေရာဆောင်လို့မြင်ဟိုနေရာဆောင်မယ်ဟိုနေရာဆောင်မယ်အဲ့ဒီနေရာပြန်ဆောင်မယ်အဲ့ဒါကျွန်တော်တို့ရဲ့ခံယူချက်ပဲမနိုင်နိုင်အောင်တိုက်မှာကျွန်တော်တို့အတက်ရှင်တွေ၍နိုင်အောင်တိုက်မယ်စိတ်ဓာတ်တွေကြနေတာလို့ပြဿနာဖြစ်အေးတခုရှိတယ်အခုကာလမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်အကောက်တွေဆိုရင် အလုံးနဲ့အရင်လိုက်တိုက်ခိုက်တာပြည်တွင်းမှာရှိတဲ့ဒီဖိုခွေးတွေက Facebook တိတ်မသုံးကြဘူး TikTok သုံးလာတယ် TikTok ထဲမှာကြွားကြည့်ကျွန်တော်ဗီဒီယိုဖိုင်တွေကိုနီးမျိုးစုံနဲ့တိုက်ခိုက်တယ်တင်တဲ့လူတွေကတခါတည်းအတန်တွေမြန်ပြီးတင်တော့လေအာသူတို့အကြိုက်ပေါ့ အဲ့ဒီမှာမျိုးစုံတဲ့အငစီကဘာဖြစ်လဲသွားကြည့်လိုက်အကောက်တူတွေနေပြီအကောက်အစ်စ်ကဟိုဆယ်ကောက်မှတစ်ခုလောက်တော့ပါရင်ပါလိမ့်မယ်ဒါပေမဲ့အကောက်အတုနဲ့အဲ့ဒီဖွက်ခွေးတွေနော်အဲ့တော့ကိုယ့်ဘက်ကဒူတွေကြတော့ပြန်ပြောတာတောင်းတတို့ကမပြောရဲတော့ဟာပြောရင်ဘသူကဘလို့ screen shot နဲ့ Telegram မှာတင်မိဘကိုဖမ်းတာဝန်ဖမ်းလို့မရမိဘသွားဖမ်းဒါမျိုးတွေရုပ်မှာတော့ကိုယ့်ဘက်ကလူတွေကမှန်မှန်တည့်ရတာနဲ့ငြိမ့်ကြရတယ်သူတို့ဘက်ကကောင်းကြီးကအမှားကိုမှားမှန်တည့်ရတာနဲ့အတန်ကြည်ကြည်နိုင်ကြတယ် အဲအဲ့ဒါပဲဒါကြောင့်မို့လို့အမှန်တရားအတွက်ရဲဝင်းနေတဲ့လူရှေ့ထွက်ပါလုံနေတဲ့လူတွေထွက်လို့ပါကျွန်တော်တို့ဒီကာလမှမလုပ်ရင်မြန်မာပြည်မှာနောက်ထပ်လုံမဲ့ကာလမရှိတော့နော်ဒီမတရားမှုကြီးကိုရင်ဝင်ပိုက်ပြီးတော့တသက်လုံးခါတီးပြီးတော့ကျွန်တော်တို့ပေတဲ့ထိတွားကြမလားပိန်တယ်ပြည်ငါအမှန်တရားအတွက်ရက်ဒီမလားကျွန်တော်ကျွန်တော်မေးတဲ့မေးခွန်းပိန်တယ်ပြည်ကျွန်တော်အမှန်တရားအတွက်ရက်ဒီမလားကိုစီဖန်းခံထိလို့လဲနောင်တရမယ်မထင်နဲ့ကိုစီတက်ခံထိလို့လဲနောင်တရမယ်မထင်နဲ့ဒါပေမဲ့ကျွန်တော်အခုဖန်းခံထိကြည့်ထိမှာကနဲအောင်နေသေးတယ် သူတို့ဖြစ်မှာပြောမဲ့လူတွေအများကြီးကိုဘက်ကမဟုတ်ဘူးနော်ကိုဘက်ကကိုဘက်ကပါဆိုတဲ့လူတွေကျွန်တော်မတီးဘူးမဟုတ်တိတယ်ဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်တို့ထိမှာကိုကြောက်ပြီးတော့တွန့်နေမယ်ဆိုရင်ကျွန်တော်ဘယ်တော့မှအောင်မြင်မှုဆိုတာရမှာမဟုတ်ဘူးအဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တို့ပါဝင်နေတာဖြစ်နိုင်မယ်ဆိုရင်တော့ဗျာဒီဝေကျွေးကြွရှင်ကြွရှင်တာပေါ့အခုချက်ချင်းဒီနေ့ကွာကလပ်ပြီးဒီနေ့အကောင်လွှတ်ချပြီးတော့ကျွန်တော်ဘောကကျွန်တော်အေးအေးဆင်းနေတော့မှာဒါပေမဲ့ကိုလျှောက်ခဲ့တဲ့လမ်းစုံငန်းတိုင်းမှာလျှောက်ရမယ်နော် ဲ့တော့အပြစ်တွေပြောနေကြမယ်စိတ်သက်တွေကြနေကြမယ်တူကိုငါထိုးငါ့ကိုတူထိုးလုပ်နေကြမယ်ဆိုရင်တော့ကျွန်တော်တို့တွေတွေးပွဲပြီးတော့အားနည်းတာပဲဖတ်တင်လိုက်မယ်ဒါကြောင့်မလို့နိုင်တဲ့နေရာပါဝင်ပြပါလာမဲလာဒီဇင်ဘာမှာတိုင်းတစ်ဆောင်အတွက်ရုံးမယ်တို့